စပယ်မပေါက်တဲ့ခင်မုံကိုအခုလိုလုံးရက်လေးနဲ့ပြညာပေးလိုက်တဲ့အတမုံမြင့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုင်ဒါ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ငကိုကလေးကစပယ်မပေါက်တဲ့ခင်မုံဖြစ်သူကိုစနိုင်ကိုဒုက္ခပေးလိုက်တာကတော့တယုံဆောင်မင်းသမီးတမုံမြင့်မောင်ပရိသတ်တွေကတော့တယုံဆောင်မင်းသမီးတမုံမြင့်နဲ့ခင်မုံတဲ့ကိုစနိုင်တို့ရဲ့ချစ်ချင်းမေတ္တာတရားတွေတဦးကိုတဦးဆဆနောင်နောင်နဲ့ချစ်ကြည်နူတဲ့ဘဝလေးကိုအားကြနေကြတာဖြစ်ပါတယ်။အားလုံးဒီကြတဲ့တယုံဆောင်မင်းသမီးတမုံမြင့်ရဲ့ခင်မုံတဲ့ကိုစနိုင်ဟောင်း ပေသူကပညာရှင်အင်ဂျင်နီယာတယောက်ဖြစ်ပါတယ်။ကိုစစ်နိုင်ကတမမြင့်ကိုအမြတ်တနိုးချစ်ပြီးတံပိုးထားပြီးတော့ချစ်ခွင့်ပန်ခဲ့ရဖြစ်ပါတယ်။ ဒါကြောင့်လည်းကိုစစ်နိုင်ကတပ်မုံမြင့်ကိုလက်ထပ်ပြီးတော့တပ်မုံမြင့်ရဲ့အချက်ကိုပိုင်ဆိုင်ခွင့်ရခဲ့ရဖြစ်ပါတယ်။အခုဆိုရင်တော့ကိုစစ်နိုင်ဟာတပ်မုံမြင့်နဲ့အတူတသားမိမိတွေနဲ့တာယာပြောရှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ကိုစစ်နိုင်ဟာပြည်ပြည်စုံတဲ့အိမ်တော်ရှင်ကောင်းတယောက်ဆိုပေမဲ့အားနည်းချက်တစ်ခုကတော့သပင်မပေါက်တာပါ။တရုတ်ဆောင်မင်းသမီးတပ်မုံမြင့်ရဲ့ပြည်သက်တွေကဆိုရင်ကိုစစ်နိုင်သပင်မပေါက်ဘဲကြုံဖြစ်နေရကိုအမြဲတမ်းစားနောက်လေးရှိပါတယ်။ ဒီလိုစားနောက်တိုင်းမှာလဲကိုစစ်နိုင်ကစိတ်မဆိုးဝဲနဲ့ပြုံးပြုံးလေးနေရှာတာပါအခုတခါမှာလဲတမုံမြင့်တယောက်သပင်မပေါက်တဲ့ခင်မုန်းတဲ့ကိုကရုံးကိုပညာပေးလိုက်ပြန်ပြီဖြစ်ပါတယ်ဒါကြောင့်လဲပြည်သက်တွေအားလုံးကပွဲကြခဲ့ရတာပါ တမ္မမင်းဟာအိမ်ထဲမှာနေရင်းနဲ့ခင်ပွန်းဖြစ်သူအပြင်သွားတဲ့အချိန်မှာသူမရဲ့သမီးလေးအတွက်သပင်းတွေကိုရှင်းလင်းဖို့ခေါင်းဖီးမျိုးစုံမှာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းတမ္မမင်းရဲ့ခင်ပွန်းတဲ့ကိုစက်နိုင်တယောက်ဇနီးတဲ့ကိုမလွန်ဆန်နိုင်လို့ခေါင်းဖီးတွေရောင်းတဲ့ဆိုင်ကိုမအူမလဲနဲ့သွားခဲ့ရတာဖြစ်ပါတယ်။ကိုကသပင်းတမွေးမှမရှိတဲ့ကရုံးကြီးဖြစ်ပါလျက်နဲ့ခေါင်းဖီးဆိုင်မှာရုတ်တီတီနဲ့ ခေါင်းပီးဝင်ဝင်ရတာကတော်တော်လေးကိုဥကြောင်ကြောင်နိုင်ပါတယ်။ခေါင်းပီးဆိုင်ကအယောင်းဝင်တန်းကလေးမလေးတွေဆိုရင်ပြုံးစီစီဖြစ်ကုန်ကြပါတယ်။ဒါကြောင့်လည်းတမွန်မြင့်ရဲ့ခင်မုန်းတဲ့ကိုစနိုင်တယောက် Facebook Messenger ကနေတစင်သူ့ရဲ့သပင်ခေါင်းပီးဆိုင်မှာမျက်နှာပူနေရတဲ့အဖြစ်တွေကိုဓာတ်ပုံရိုက်ပြီးတော့ပို့ပေးနေကြရဖြစ်ပါတယ်။တမွန်မြင့်တယောက်ကလည်းသူ့ရဲ့အနော်နာခံပြီးတော့ခေါင်းပီးကိုဝယ်နေရတဲ့ခင်မုန်းတဲ့ကိုကြည့်ပြီးတော့သဘောကျနေရပါ။ဒါအပြင်ပရိသတ်တွေကပျော်ရွှားဖို့အတွက်ဒီကုတက Facebook မှာ post တင်လာခဲ့ပါတယ်။ ကရုံးကြီးနယ်ဇနီးတဲ့ကိုချစ်လွန်လွန်အကောင်းပြည့်ဝပေးနေရတဲ့တမမင်းရဲ့ခင်ပွန်ကိုစစ်နိုင်ကုန်ပရိသတ်တွေကတော့တော်တော်လေးသဘောကျနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့တမမင်းရဲ့ခင်ပွန်ဟာလေးစားရတဲ့ယောက်ျားကောင်တစ်ယောက်အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အပြည့်ခဲ့တဲ့နှစ်တွေမှာတော့တရုတ်ဆောင်မင်းသမီးတမမင်းမှာယောဂဝေဒနာဆိုးကြီးတစ်ခုရရှိလာခဲ့ပါတယ်။အဆိုပါယောဂကတော့သွေးလေးဗန္ဓာယောဂပါ။သွေးလေးဗန္ဓာယောဂဆိုတာကတာမန်ရိုးရိုးလေးဗန္ဓာယောဂထက်ပိုဆိုပြီးတော့အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ ဒီလိုမျိုးယောဂဝေဒနာဆိုးကိုပြည်သူ့ချစ်ရုပ်ရှင်မင်းသမီးကြီးတမောင်မြင့်ကခံစားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းတမောင်မြင့်ဟာသူမချစ်တဲ့အနုပညာအလုပ်တွေကိုရှင်းနာခဲ့ရုံသာမကောင်မြန်မာနိုင်ငံကပါထွက်ခွာပြီးတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာမိသားစုလိုက်ပြောင်းရွှေ့ကနေထိုင်ရင်းနဲ့ဆေးကုသမှုတွေခံယူနေခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့တမောင်မြင့်တယောက်ထိုင်းနိုင်ငံမှာသွေးလေးပတ်နာယောဂကိုဆေးကုသမှုခံယူနေတာက၃နှစ်ကျော်လောက်ရှိနေပါပြီ။ဒီလိုမျိုးတမောင်မြင့်ရဲ့သွေးလေးပတ်နာယောဂခံစားနေရခြင်းမှာအဓိက ပြည့်စုံနေရကတော့တမမမြင်ခင်မောတဲ့ကိုစက်နိုင်ဖြစ်ပါတယ်။ကိုစက်နိုင်ဟာစီးပွားရေးလုပ်ငန်းရှင်တထေးကြီးဆိုပေမဲ့လည်းဇနီးဖြစ်သူတမမမြင်နေမကောင်းချိန်မှာတော့သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုအသာထားလိုက်ပြီးတော့ဇနီးဖြစ်သူရဲ့အနောက်မှာအနီးကပ်ဆောင်ရှောက်နေရဖြစ်ပါတယ်။ဒါအပြင်တမမမြင်ခင်မောတဲ့ကိုစက်နိုင်ကတာရမီနှစ်ယောက်ရဲ့ဝေယဝန်းစားတွေကိုပါပြုလုပ်ပေးနေရဖြစ်တဲ့အပြင်အနွန်နာလည်းခံထားဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကတမမမြင်ဟာလူရွေးမှန်နေအိမ်ထောင်ရေးကန်ကောင်းနေဆိုပြီးတော့ပြောကြတာပါ။ ပရိသတ်တွေကရောသပင်တစ်ချောင်းမှမရှိပေမဲ့တတ်မွန်မြင့်ရဲ့အလိုကိုလိုက်ပြီးတော့ခေါင်းပြီးဝင်ဝဲပြီးရဲ့ခင်မွန်တဲ့ကိုစနိုင်ကိုဘလို့ထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်